အန်တီအိုင်းရင်းတင်လူပြောပြနေဥဝင်းဦးသေးဆုံးမှုနဲ့ပတ်သက်တဲ့လူတည်နေတော်အကြောင်းများမြရတနာစေကန်းကလူနာတင်ကတဲ့ပုံမှာရှိနေသည့်အကိုကိုအဲ့ဒီနေ့ကအိုင်းရင်းချက်ပေါင်းရီခေါ်နေသည်အကိုကအိုင်းရင်းရဲ့အနောက်ဘက်ကနိုင်ရန်ကိုကြည့်နေရမှာအိုင်းရင်းနောက်မှာကိုကိုအမျိုးသမီးတယောက်ခါထောက်ကြည့်နေတယ်ဟုပြောသည်လှဲ့ကြည့်တော့မိမိနဲ့သူနာပြူနှစ်ယောက်ကလွယ်လို့အခန်းထဲမှာဘသူမှရှိမနေအပေါ်အောင်ဝမ်းဆက်အနက်ဝတ်ထားသည့်ထုံမျိုးသမီးကအကိုကိုလက်ညှိုးငေါငေါထုတ်ရင်း စကားတွေပြောနေသည်ဟုအကိုကဆိုပြန်သည်။သူနာပြူနှစ်ယောက်ကတော့တယောက်မျက်နှာတယောက်အတိတ်ပဲပါပါကြည့်နေသည်။အရင်ကတော့အကိုယောဂါကြောင့်အမြင်မှားနေတာဖြစ်မယ်ဟုတွေးမိသည်။ဆုံးပြီးရလေတော့ဘာလန်းကဆန္နာတိုင်မှာအာရင်အကိုအတွက်ရည်စူးကစွန့်တုတ်အမြဝေးသည်ဆရာတော်ကြီးများပြန်ချသွားချိန်မှာအကိုမွေးစားအဖေဖြစ်သည့်ဘုံမူဦးလာမုံနှင့်ဇနီးတယ်တို့ရောက်လာကြသည်သူတို့ဇနီးမောင်နှံနှင့်အတူအသက်၁၈နှစ်လောက်သားရှိသေးသည့်ကောင်မလေးတစ်ယောက်လည်းပါလာသည် သူတို့ရောက်ပြီးစကားပြောနေကြရင်ဘလောက်မှမချောင်းထိုမင်းကလေးအားဝင်ပူတော်သည်ထိုအချိန်ခဏတွင်အကူတဖြစ်လေထိုမင်းကလေးကဥလာမိုးကိုကြည့်ရင်စကားတခွန်းနဲ့သာထတ်တလဲလဲပြောသည်ကျွန်တော်ယောဂကြောင့်သိရတာမဟုတ်ဘူးလူလောက်တာဟူသည်စကားပြစ်သည်အကူကမမဟုခေါ်လိရှိသည်ဥလာမိုး၏ဇနီးနှင့်မျက်ရည်ချသည်ဥလာမိုးကတော့ပြောစမ်းငါသားကိုဘသူလောက်တာလဲပြောဟုသောမိကုံကိုရင်ကောင်းတန်ကြည့်ဖြင့်မေးသည်အရင်ကတော့စိုးပွဲရာမရှိပြီး နောက်တော့ဦးလာမိုးကအထက်လန်းဆရာကြီးဦးတာဖိုးကိုခေါ်ခိုင်းပြီးဆရာကြီးကအိမ်မှာရှိမနေနောက်နေ့ရက်လောက်နေမှာကားလွတ်ပြီးခေါ်တော့ဆရာကြီးပါလာသည်ဦးလာမိုးလူလူခေါ်လို့သာဆရာကြီးမှလိုက်လာရသည် သူ့ကိုဖင်သည့်အိမ်ကဘသူ့အိမ်မှမသိမင်းသားဝင်းဦး၏အိမ်မှန်းသိရတော့ဆရာကြီးအံ့ဩသည်နောက်တော့အိုင်ရင်စီကစံတောင်းသည်အရင်က ခွက်ကလေးဖြင့်ပြီးတော့ဆရာကြီးကနဲသည်ဟုဆိုကာဇလုံးဖြင့်ပေးဖို့ပြောသည် ်လှူထားသည့်အစီရင်တွေကို အောက်ထပ်မှအရင်ရှင်းသည်။ညာကြီးကဆံများကိုပတ်သည့်အခါစပွဲအောက်ကရှင်လုံးနာကိုဆံတွေကပရွက်စိတ်လိုပြေးသွားသည်။အလုံသမားတွေကိုခေါ်ပြီးရှင်းခိုင်းသည့်အခါအင်းချက်ဟုယူဆရသောစာရွက်တရွက်ထွက်လာသည်။နောက်တပန်းဆရာကြီးကအပေါ်ထက်တက်ပြီးဆန်နေကိုကျေးပြန်သည် အကိုအိတ်တီကရင်နာတွင်ထက်သွားစုသည်တွားကြည့်တော့ကရင်ကိုရိုက်ထားသည်တန်သုံးခုကလွဲလို့ဘာမှရှိမနေဆရာကြီးကိုခေါ်ပြတော့တန်မဟုတ်အင်းဟုပြောသည် ဆရာကြီးကဆွဲထုတ်တော့တန်ပုံစံလှုပ်ထားသည့်အင်းတွေဖြစ်နေသည်အင်းသုံးချက်လုံးတွင် စပင်းများလက်သိမ်းများနဲ့တူဝင်းဦးမတ်လ73ရက်1935ပေစီတေစီတေစီဟူသည့်စာများရေးထားသည်နောက်ထပ်ရှာတော့ကတင်းအောင်တွင်လည်းခမဲကျိုးလိုပုံစံမျိုးအင်းထုတ်သည်သည်လေးများပေါ့စီထနေအောင်တွေ့ရသည်အခန်းရှိတွင်လည်းအနီးနားကလူများပြုတ်ထစ်ပြုတ်တင်နေကြည်နေကြပြီတခုခုဆိုထိုလူများပါဝိုင်းဝန်းကူညီကြသည် သူတို့လေးစားချစ်ခင်ရသောမင်းသားကြီးအတွက်သူတို့စိတ်မကောင်းကြ။ဆရာကြီးကနေရာချသည်။အလုံသမားများနဲ့အိမ်ကြီးချင်းတွေကရှင်သည်။ထက်ကိုဤအပေါ်ထက်ရေစင်ကိုတက်ကြည့်ရောရေစင်အပေါ်ထဲတွင် လူယိုးလေးများကို တွေ့ရသည်။ဒီစင်ကကြတဲ့ရေကိုအကိုသုံးသည်၊ချိုးသည်၊တောက်သည်အကိုပိုက်တဲ့ဒီရီရင်ဘလောက်အတိုင်းတာတီရောက်ခဲ့သည်ဆိုတာဘသူမှမသိအိုင်းမင်းမင်းဒီတိုက်ထဲမှာနေတော့တောင်းမိသည် မိခင်တစ်တာကိုမာကြည့်ရောအိုးချမ်းပဲ့လေးသုံးခုပိုကနောက်ဆိုင်ထားသည်ကို တွေ့ရသည်နှစ်ခုကအဟောင်းတစ်ခုကအသိညရတနာမှာရှိနေစဉ်တွင် ပြုလုပ်သူကအသက်တစ်ခုကိုထက်လာထားပုံရသည်ဆရာကြီးကတော့တိမ်ဝင်တပိတ်ခွဲဟုပြောသည်ထိုအိုးချမ်းပဲ့သုံးခုလုံးပေါ်တွင်လည်းအပေါ်ကစာသားအတိုင်းရေးထားသည်ဆရာကြီးကတော့လက်ကုံကိုလှုပ်ထားတာပါလားဟုရေရွတ်သည်နောက်ဆုံးအကုတ်ပုံတွင်ကတ်ထားသည့်နံရံနောက်တွင်တော့အထက်စင်စာပတ်ထားသည့်လက်ဖြံယူတစ်ချောင်းထွက်လာသည် ဆရာကြီးကတော့အစိမ့်နေမင်းကလေးတယောက်ရင်အယိုးဟုပြောသည်ဒီအယိုးပိုင်ရှင်ကြောင့်လူကိုပြစ်လန်ရတာဟုဆိုသည် ထို့အခါကျမှမြရတနာစေခမ်းမှာအကိုမြင်နှင့်အမျိုးသမီးနှင့်အိုင်ရင်ဆက်ဆက်တွေ့မိသည်ဆရာကြီးကိုပြောပြတော့သမီးရဲ့အဲ့ဒီကလေးကများငါ့ကိုလာခေါ်ပါတော့လားအခုတော့အဖိုးတန်လူတယောက်ဆုံးရှုံးရပြီဟုမချစ်တင်ခဲ့ဂယုနာတော်တော်ဖြင့်ဆိုသည်စေယုံပေါ်မှာပြုစုနေတော့ကမျက်ရည်မကြသည့်သူမှာ နာရီချိန်တွင်ဖះเจ้าနှင့်ကြံတော်မှာစရောကိုပါချွတ်ချုံကြနေမငိုနိုင်သည့်သူမှာပြာကြီးစီကထိုးစကားကြရတော့မှာနေရာတွင်ပင်ရုပ်ကျိုးပြတ်ထိုင်ကြကချွချူပောင်းငိုတော့သည်လှုပ်သည့်တရားခံကိုလည်းသူမမသိချင်တော့အကိုသိရင်လည်းသူ့မူတိုင်းနေပါစဉ်အိုင်းရင်းရဲ့ဟူ၍ပဲပြောလိမ့်မည်လားမသိတမလွန်နေ အကိုအေးချမ်းစီချင်တာပဲရှိတော့သည်အတိုက်ခိုက်များချမ်းမှဝကြီးရီရှိရင်လည်းခြေပါတော့အကိုရီဟူတာ အန်တီအိုင်ရင်တင်လူပြောပြသည့်ဦးဝင်းဦးနှင့်ပတ်သက်သည့်အကြောင်းအရာများထဲမှတချို့ကိုအန်တီခွင့်ပြုချက်ဖြင့်အပေါ်လိုမရှိစီလျော်အောင်ပြန်လည်ရေးသားပါသည်ခွင့်ပြုပေးသောအန်တီအာကျေးဇူးတင်လျင်